ားလုံးပဲမင်္ဂလာပါဗစီတီဗီကလည်းပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ငွေကုန်ကြေးကြလည်းမများပဲစံရွယ်လေးတွေလှပကြော့ရှင်စီမဲ့တဘာဝပျော့စေးလေးတွေကြောင့်ပြည်သက်ကြီးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဘလို့တဘာဝပျော့စေးတွေလဲဆိုရင်နံပါတ်၁ကတော့မဖို့စော်တာဖြစ်ပါတယ်မဖို့စော်တာကစံဂီတာတွေကိုနူးညံ့စေပြီးတန်တန်းတဲ့သဘင်သားတွေကိုဖျက်ချပေးပါတယ်ခေါင်းလျှော်တဲ့အခါမဖို့စော်တာစပွဲတေစောတစုံကိုထည့်ပြီးလျှော်ပေးပါဒီနည်းလေးကတင့်ရဲ့သဘင်သားကိုနူးညံ့ကောင်းမွန်စေပြီးတောက်ပလာစေပါတယ် ။နောက်နှစ်ကတော့ဘီယာဖြစ်ပါတယ်။ဘီယာကတောက်လို့လည်းရသလိုသပင်အတွက်လည်းသုံးဝင်နေပါတယ်။ခန့်ရင်းရင်းရှိဖန်ခွက်တစ်ခွက်စာလောက်ယူလိုက်ပါပြီးရင်အဲ့ဒီကိုဘီယာစပွဲတင်စုံသုံးစုံရောထည့်ပါခေါင်းလျှော်ပြီးတော့ရင်အဲ့ဒီအရှင်နဲ့စပင်သားအနှံ့လောင်းပါ15မိနစ်ကြာရင်တော့ရေသေးချလိုက်လို့ရပါပြီဒီနည်းလေးကိုတပတ်ကိုတစ်ခါပုံမှန်လုပ်ပေးသွားမယ်ဆိုရင်သိရဆန်သားလေးပျော့စင်ပြီးတော့ကျန်းမာလာပါလိမ့်မယ်နံပါတ်3ကတော့ထောပတ်ဖြစ်ပါတယ် ။ဇပင်အယောင်တွေခြောက်သွေ့ပြီးကျန်းတဲ့နေရဆိုရင်ထောက်ဘက်ကိုသုံးပေးလို့ရပါတယ်။ထောက်ဘက်ကတင့်ရဲ့ခြောက်သွေ့တဲ့သပင်သားကိုနူးညက်ပြောပြောင်းစေပါတယ်။ပထမဆုံးထောက်ဘက်အနေငယ်ကိုယူပြီးသပင်တွေကိုတုပ်လိုက်ပါ။နိုင်ဝက်လောက်ခေါင်းစိုးအုပ်ထားပြီးမှခေါင်းလျှော်ရင်းနဲ့ပြန်လျှော်ပေးပါ။တစ်ဘက်ကိုတစ်ခါလုံးပြေုံနဲ့တိတိထင်ရှားလာတာကိုမြင်တွေ့ရပါလိမ့်မယ်။နောက်တစ်ခုကတော့တန်လျင်စီဖြစ်ပါတယ်။ တလွေစီကလည်းစပင်ကောင်းမွန်စေဖို့အထောက်အကူပြုပါတယ်။တခြားစီတွေထက်၆တွေ့ကြမ်းတမ်းတဲ့စပင်အတွက်အများကြီးတက်ရောက်မှုရှိစေပါတယ်။တလွေစီကိုအနေငယ်အပူပေးပြီးစပင်မှလိမ့်ပေးပါ။စပင်အရင်ရောက်တဲ့အထိဖြည်းဖြည်းချင်းနှိမ့်နေလိမ့်ပေးပါ။ပြီးရင်ခေါင်းဆုပ်ဆွထားပါ။အပေါ်ကနေရေနွေးလေးလေးဆွထားတဲ့တပတ်လေးနဲ့ပတ်ထားပြီးတော့၄၅မိနစ်ထားပါ။၄၅မိနစ်ပြည့်ရင်တော့ခေါင်းလျှော်ချလို့ရပါပြီ။ဒီဘက်ကိုတစ်ခါလောက်ပဲပုံမှန်လုပ်ပေးကြည့်မယ်ဆိုရင်ထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်။ နောက်ဆုံးစံကေတာကိုပျော်စင်စေတဲ့သဘာဝနီလန်တစ်ခုကတော့ aspirin ဖြစ်ပါတယ်။ aspirin ဆေးပြား6ပြားလောက်ကိုရင်းနှွေးတစ်ခွက်နဲ့ရောပြီးသပင်းသားတွေကိုလိမ့်ပေးပါ။15မိနစ်လောက်လိမ့်ထားပြီးရေသေးချလိုက်ပါ။ aspirin ကသစ်သပင်းသားကိုနုညံ့ပြပြောင်းစေပြီးပေါက်လည်တည်စေပါတယ်။ဒီချက်လေးတွေကတော့စံသားကိုပြည့်ပြောင်းတန်ဆန်းစေတဲ့သဘာဝပျော်စရာလေးတွေဖြစ်ပါတယ်။ ဒီလိုအလှပရှိရာအကြောင်းလေးတွေအပြင်ကျမရဲ့ဗဟုသုတတွေနာမည်ကျော်အမှုပညာရှင်တွေရဲ့အကြောင်းတွေကိုလည်းမရှုံးနိုင်အောင်တိဆက်ပေးနေရဖြစ်လို့ဗစီတီဗီကိုစောင့်ကြည့်အားပေးပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။